မင်္ဂလာပါရှင် Rocky the Storyteller YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ကျွန်မဒီကနေ့ပြောပြချင်တဲ့အမှုအကြောင်းကတော့လွန်ခဲ့တဲ့အပတ်တောက်ကြနေ2025ခုနှစ် November လ14ရက်နေ့မှာတည်တံစီရင်ချင်းခံလိုက်ရတဲ့ Gwen Set လူသက်သမား Steven Bryan ရဲ့မူခင်ပဲဖြစ်ပါတယ်သူက6ရက်အတွင်းမှာလူ3ယောက်ကိုရရဆက်ဆက်တတ်ခဲ့တဲ့သူပေါ့သူတတ်ခဲ့တဲ့လူရဲ့တွေးနဲ့ catch me if you can ဆိုတဲ့စကားလုံးကိုနယံပေါ်မှာရေးထားခဲ့ပြီးတော့ရေးတွေကိုစိန်ခေါ်ခဲ့တဲ့သူအသက်ခံရသူရဲ့မိသားစုဝင်တွေကိုလည်းရည်ရွယ်ချက်ရှိရှိနဲ့တည်သူအကြောင်းကိုစကားလုံးနဲ့နာကျင်အောင်ပြောခဲ့တဲ့သူပေါ့နော် သူလွန်ခဲ့တဲ့အပတ်ဒေတန်စီရင်ခံရတဲ့အချိန်မှာသူ့ရဲ့အသက်က44နှစ်ရှိပြီးသူပြစ်မှုကျူးလွန်ခဲ့တဲ့အချိန်တုန်းကကျတော့သူ့ရဲ့အသက်က23နှစ်လောက်ပဲရှိသေးတယ်1981ခုနှစ်ဖွာပေါ့နော်တကယ်တော့သူကလူ၄ယောက်ကိုတတ်ဖို့စူးစမ်းခဲ့ပေမဲ့တယောက်ကတေကံမရောက်လို့တတ်မပြောက်ခဲ့ဘူးလွတ်မြောက်သွားခဲ့တယ် 2004ခုနှစ်အောက်တိုဘာလအစောပိုင်းမှာ Brian ကအမေရိကန်နိုင်ငံ South Carolina ပြည်နယ်က Sumter County နေမည်တဝိုက်မှာသူကားရှောင်မောင်းနေခဲ့တယ်။အဲ့လိုမျိုးနေခင်းကြောင်တောင်ကားရှောင်မောင်းနေတဲ့ရွယ်ချက်ကသူဘေးအိမ်ကိုဖောက်ထွင်းရင်ကောင်းမလဲဆိုတာကိုလိုက်ကြည့်ရင်းနဲ့နေမည်ကိုလေ့လာနေခဲ့တာ။ သူကမက်တာဖီတမင်းနဲ့ဆေးချောက်ကိုဆွဲနေတဲ့သူပေါ့နော်။အိမ်တအိမ်အိမ်ဒါမှမဟုတ်လို့ရှိရင်ဒီရွှေရလို့ရတဲ့ mobile home ပေါ့နော်။အဲ့လိုအိမ်တစ်ခုခုကို तू ကမျက်စိကြပြီဆိုရင် तू ကအဲ့ဒီအိမ်ရှိကိုတကားသွားခောက်ပြီးတော့ तू မျက်စိလေးလမ်းမသွားလို့အိမ်လေးစားသွားမိတဲ့ပုံစံဒါမှမဟုတ်လို့ရှိရင်တယောက်ယောက်ကိုလာရှာတဲ့ပုံစံ ဒါမှမဟုတ်သူကားပြက်လို့အကူအညီလိုတဲ့ပုံစံမျိုးနဲ့တွားပြီးတော့အိမ်ထဲကိုဝင်လို့ရအောင်စ조사လေးရှိတယ်။သူအိမ်ထဲကိုဝင်သွားပြီးပြီဆိုတော့ဒါသမ ्या တိုက်မယ်လူတက်မယ်ပေါ့နော်။တနေ့တော့အိမ်တအိမ်ကိုသူတကားသွားခောက်တဲ့အချိန်မှာအဲ့ဒီအိမ်ထဲကအမျိုးသမီးကတယောက်ပဲရှိနေခဲ့တဲ့အတွက်ကြောင့်သူကတကားမဖွင့်ပေးခဲ့ဘူး။အဲ့ဒါကြောင့်အဲ့ဒီအမျိုးသမီးကအသက်ခံရမယ့်ဘေးကနေလွတ်သွားခဲ့တယ်။အဲ့ဒီမျိုးသမီးကညံကောင်းတယ်လို့ပြောရမယ်။သူက ဟွန်းဒီလူကြည့်ရတာမတင်ကားစရာပဲဆိုပြီးတော့ကားနံပါတ်ကိုမှတ်ထားခဲ့တယ်။ဒီအချက်တွေက သူ့ကိုဖမ်းမိဖို့အတွက်အထောက်အကူဖြစ်စေခဲ့တယ်။အောက်တိုဘာလ၄ရက်နေ့မှာ Brian က Dennis ဆိုတဲ့တငယ်ချင်းရဲ့အိမ်ကိုသွားလေခဲ့တယ်။အဲ့ဒီမှာသူ့တငယ်ချင်းကနောက်တနေ့မှာတနေရရာကိုသွားစရာရှိတာကြောင့်အိမ်မှာမရှိဘူးဆိုတာသူသိသွားခဲ့တယ်။ဆိုတော့သူကနောက်ရက်မှာအဲ့ဒီတငယ်ချင်းမရှိတော့တငယ်ချင်းရဲ့အိမ်ကိုသွားပြီးတော့ဖောက်ထွင်းခိုးယူမှုတွေလုပ်ခဲ့တယ်။ နောက်3ရက်အကြာအောက်တိုဘာလ10ရက်နေ့မှာသူကဒီအမွန်းဆိုတဲ့လူတယောက်ရဲ့အိမ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီးတော့ပစ္စတိုနဲ့ကြည်တွေကိုခိုးယူလာခဲ့တယ်။ဒါကသူဟာဂွင်းဆက်လူတပ်သမားဖြစ်လာဖို့အတွက်အစပြိုးတဲ့အချက်ဖြစ်သွားခဲ့တယ်ပေါ့နော်။တကယ်လို့သူဒီအိမ်ကိုဖောက်ထွန်းခိုးယူတဲ့အချိန်မှာဒီတနတ်နဲ့ဒီကြည်တွေဒါမရခဲ့ဘူးဆိုရင်လူတပ်မှုလည်းကျွလွန်ဖြစ်လိမ့်မယ်လို့ကျွန်မမထင်ဘူးပေါ့နော်။ အဲ့ဒီညနေပိုင်းမှာ तू ကသူခိုးယူလာတဲ့တနတ်ကိုအရန်ကိုလက်သက်ဆန်းချင်နေခဲ့တယ်ဒီတနတ်ကအလုတ်ဖြစ်သလားမဖြစ်ဘူးလား तू အရန်သိချင်နေခဲ့တယ်အဲ့ဒါနဲ့ तू ကသူငားများနေကြနေရဖြစ်တဲ့ Victory River ကိုလာခဲ့တယ်အဲ့ဒီမှာငားများနေတဲ့အသက်56နှစ်အရွယ် Clinton Brown ဆိုတဲ့လူကို तू ကတွေ့ပြီးတော့အနောက်ကနေတနတ်နဲ့ပြစ်ခဲ့တယ်တနတ်နဲ့ပြပြလို့လူကိုထိတာတေးချပြီးဆိုတာနဲ့ဘရိုင်ယန်ကအဲ့နေရာကနေထွက်ပြေးသွားခဲ့တယ် ဒါပေမဲ့တနပ်ပြစ်ခံရတဲ့အဖိုးကြီးကနေရာနဲ့စူးစမ်းထလာနိုင်ပြီးတော့သူ့ကားစီကိုရောက်အောင်သွားနိုင်ခဲ့တယ်ပြီးတော့ဆေးရုံကိုလည်းသူ့ဖတာသူမောင်းသွားနိုင်ခဲ့တဲ့အတွက်ကြောင့်အသက်ဘေးကနေလွတ်မြောက်သွားခဲ့တယ်။သူက Brian ပထမဆုံးတိုက်ခိုက်ခဲ့တဲ့သူဖြစ်ပြီးတော့အသက်ဘေးကနေလွတ်မြောက်ခဲ့တဲ့သူဦးတည်သောအသက်ရှင်ကျန်ရစ်သူ survivor လည်းဖြစ်ပါတယ်လို့ နောက်တစ်ရက်အော်တိုဘာလ6ရက်နေ့မှာ Brian ကအရင်နှောင်းကသူနဲ့အတူတူအလုပ်လုပ်ခဲ့မှုတဲ့တငယ်ချင်း Clifton Gay ဆိုတဲ့လူနဲ့တွေ့ခဲ့တယ်။သူကဆောက်လုပ်ရေးလုပ်ငန်းမှာအလုပ်လုပ်တဲ့သူသူ့မှာသားလေးနှစ်ယောက်ရှိတယ်။အဲ့တငယ်ချင်းကတနေရာကိုသွားဖို့အတွက်ကားငါဖို့လိုနေတယ်။ Brian ကသူလိုက်ပို့ပေးမယ်ဆိုပြီးတော့သူ့ကားနဲ့တင်ခေါ်လာခဲ့တယ်။ ။နောက်တချို့လူတွေကပြောတာကကြတော့ဒီသူတို့နှစ်ယောက်ကဘီယာအတူတောက်ကြမယ်ဆိုပြီးတော့ဘီယာသွားဝယ်ဖို့ထွက်သွားကြတာလို့ဆိုတယ်ပေါ့နော်။ဘီဟာမန်လဲတော့မသိဘူးတတိယမှာနှစ်ခုတွေ့ရတဲ့အတွက်ကြောင့်ပေါ့နော်။လမ်းမှာ Clifton Gay ကပစ္စည်းဝယ်စရာရှိတယ်ဆိုပြီးတော့စတိုးဆိုင်တစ်ခုမှာခဏရပ်ပြီးပြီးတော့အဲသူတို့ကားကိုဆက်မောင်းလာခဲ့တယ်ပေါ့နော်။တနေရာရောက်တော့ Clifton Gay ကရှူပောက်ချင်တယ်လို့ပြောလို့ကားရပ်ပေးလိုက်တယ်။ သူရှူပေါက်ဖို့ဆင်းသွားတဲ့အချိန်မှာ Brian ကလည်းနောက်ကနေလိုက်ဆင်းလာခဲ့ပြီးတော့တနတ်နဲ့အချက်ပေါင်းများစွာပစ်တက်ခဲ့တယ်။ပြီးတော့သူကအေးဆေးကမောင်းပြီးတော့ပြန်ထွက်လာလိုက်တယ်။အဲ့ဒီချိန်လမ်းမှာသူ့ကိုမြင်ရတဲ့သူတွေကဒီတယောက်ကတခုခုတော့တခုခုပဲမတင်ငါစရာကောင်းတယ်လို့ထင်ခဲ့ကြတယ်တဲ့။ ။နောက်တော့အဲ့ဒီလူတွေကပဲသူတပ်ပစ်ခဲ့တဲ့တငယ်ချင်း Clifton Gay ရဲ့အလောင်းကိုလမ်းဘေးမှာရှိနေတာကိုည9နာရီလောက်မှ တွေ့ခဲ့ကြတယ်။အဲ့ဒီတငယ်ချင်း Clifton Gay က Mobile Home ဆိုတဲ့ကားကိုအိမ်လိုမျိုးလုပ်ပြီးတော့နေတဲ့သူပေါ့နော်။ Brian ကအဲ့ဒီတငယ်ချင်းကိုတပ်ပြီးတဲ့နောက်မှာတငယ်ချင်းနေတဲ့ Mobile Home ကိုတွားပြီးတော့ပစ္စည်းတွေကိုခိုးယူခဲ့တယ်။သူကပစ္စည်းတွေအများကြီးကိုသူ့ရဲ့ကားထဲကိုရွှေ့ပြီးသွားတဲ့အချိန်မှာအဲ့ဒီ Mobile Home လေးကိုသူကမိရှို့ပြီးတော့ဖျက်ဆီးခဲ့တယ်။ ဒီအမှုဖြစ်သွားပြီးနောက်ပိုင်းမှာသူကြက်စားနေကြနေရာတွေဖြစ်တဲ့ဒီ Sumter နဲ့ Richland Counties တွေမှာဒီတည်နေရာပြန့်နှံ့သွားပြီးတော့ဒေသခံတွေကလူသက်သမားဘယ်သူမှမသိသေးဘူးမမိသေးဘူးဆိုတော့တွေးလေခြောက်ချနေခဲ့ကြတာပေါ့နော်ရေးတွေကလည်းလမ်းတွေပေါ်မှာနော်ရှောင်းတခင်စစ်စင်ရေးတွေအများကြီးလုခဲ့တယ်သူတို့ကလမ်းမပေါ်ကကားတိုင်းနီးပါးကိုရက်ခိုင်းပြီးတော့စစ်ဆေးခဲ့ကြတယ်ဒါပေမဲ့လူသက်သမားရဲ့တေးလွန်ဆောက်ကိုတော့သူတို့ကမရခဲ့ကြပါဘူး အောက်တိုဘာလ17ရက်နေ့မှာ Brian ကအသက်62နှစ်အရွယ် Willard D. Chayan ရဲ့အိမ်ကိုသွားခဲ့တယ်။သူကအဲ့ဒီအိမ်ကိုရောက်တဲ့အခါမှာထုံးစံအတိုင်းသူ့ကားပြတ်သွားလို့ပါဆိုပြီးတော့အိမ်ထဲကိုဝင်နိုင်အောင် လုပ်ခဲ့တယ်။သူရောက်တဲ့အချိန်မှာဖိုးကြီးကတယောက်တည်းအိမ်မှာရှိနေခဲ့တာ။ဖိုးကြီးကအမေရိကကဒီလေတပ်မှာ23နှစ်လောက်အလုပ်လုပ်ခဲ့တဲ့ဤပညာရှင်တယောက်ပေါ့နော်စစ်တပ်ကထွက်ပြီးတဲ့နောက်မှာသူကအာမခံလုပ်ငန်းမှာရောင်းကိုစလီအနေနဲ့ဝင်လုပ်နေခဲ့တာ သူကအဖိုးကြီးကိုတနတ်နဲ့ပြစ်တက်လိုက်ပြီးတော့အိမ်ဟာအဖိုးတန်ပစ္စည်းကိုယူတယ်။သူအိမ်မှာပစ္စည်းတွေရှာနေတဲ့ချိန်မှာနော်အေးအေးဆေးဆေး secret လေးတောက်လိုက်ပြီးလို့ရှင်ဒီတရန်ရဲ့ကွန်ပျူတာလေးကိုသုံးလိုက်နေအဲ့လိုအေးအေးဆေးဆေးလုပ်နေတဲ့ချိန်မှာအသက်ခံလိုက်ရတဲ့အဖိုးကြီးရဲ့တမိနဲ့မိန်းမကအိမ်ကိုဖုန်းနဲ့တောက်လျှောက်ခေါ်နေခဲ့ပေမဲ့အဖိုးကြီးကမကိုင်းလို့သူကစိတ်ပူနေကြတယ်။ခါတော့ သူမိမရဲ့ဖုန်းကိုဘရိုင်ယန်အကင်လိုက်ပြီးတော့သူယောက်ျားအသက်မရှိတော့ဘူးသူတက်လိုက်ပြီးဆိုတာကိုအေးအေးဆေးဆေးပြောပြခဲ့တယ်။အဖိုးကြီးရဲ့သမီးရဲ့နာမည်ကခင်ပါလီတဲ့။သူကလည်းအဖေကိုဆက်တိုက်ဖုန်းခေါ်နေတဲ့အချိန်မှာတစ်ဖက်ကဒဇင်းယောက်ျားတယောက်က "Hello" ဆိုပြီးတော့ထူးတဲ့အတန်ကိုကြားရတော့ရဟန်းဟောသွားတယ်။ဟဲ့ငါများဖုန်းနံပါတ်မှားပြီလားပေါ့။အဲတစ်ဖက်ကအဖိုးကြီးရဲ့ဖုန်းကိုဖြည့်ပေးနေတာကတော့လူသက်သမားဘရိုင်ယန်ပေါ့။ သူကနင်ဖုန်းမမပါဘူးဒီနမမှန်တယ်လို့ပြောခဲ့တယ်။ငါဖိနဲ့ငါစကားပြောပြစေဆိုပြီးတော့ခင်ပါလီကပြောတဲ့အခါမှာမရဘူးငါသူ့ကိုလွန်ခဲ့တဲ့၃နှစ်လောက်ကတတ်လိုက်ပြီးဆိုပြီးတော့ပြန်ပြောခဲ့တယ်။ခင်ပါလီကဒါနောက်နေတာထင်ပြီးတော့ ဒါကနောက်ဆရာမဟုတ်ဘူးရှင်မတူလဲလို့ပြန်မေးလိုက်တော့ငါကဖရော်လာပါဆိုပြီးတော့ပြန်ပြောခဲ့တယ်။ဒါနဲ့ပဲခင်မလီကချက်ချင်းရေးကိုအကြောင်းကြားခဲ့တယ်။သူ့အဖေစီရေးတွေရောက်လာတဲ့ချိန်ကတော့ည9:30လောက်ရှိနေပြီ။အဲ့ဒီချိန်မှာ Brian ကထွက်သွားခဲ့ပြီ။ ရေးတွေတွေးလိုက်ရတာကတော့အလောင်းရဲ့ဘေးမှာဖျောင်းတိုင်ပတ်လေတွေထွန်းပေးထားတယ်။တီတုမျက်နာနဲ့မျက်လုံးတွေပေါ်မှာလည်း secret မီးတွေနဲ့ထိုးထားခဲ့တယ်။ပြီးတော့လက်မှာဆွတ်ထားတဲ့လက်ထက်လက်ဆွတ်ကိုလည်းချွတ်ယူသွားခဲ့တယ်။ပြီးလို့ရှိရင်သူကအိမ်မှာစာတွေအများကြီးခြံခဲ့တယ်။အဲနယံပေါ်ကစာကတော့အသက်ခံရတဲ့သူရဲ့တွေးနဲ့ရေးထားတဲ့နပတ်တွင်းမှာ victim လေးယောက်ပေါ့ခမည်းမအစွမ်းစားရှိတယ်ဆိုရင်ကျုပ်ကိုဖမ်းမှာပေါ့နော် victim number 4 in 2 weeks catch me if you can ဆိုတဲ့စကားလုံးကိုတွေးလိုက်ရတယ်။သူကအင်္ဂလိပ်လို victim လို့ရေးတဲ့အချိန်မှာလဲစကားလုံးပေါင်းနေမှားနေသေးတယ်တဲ့။အဲ့ဒီအချိန်တုန်းကရေးတွေကဒီလူတတ်မှုတစ်ခုကိုပဲသူ့လက်ချက်ဆိုတာသိနေသေးတာ။ဆိုတော့သူပြောတဲ့ victim လေးယောက်ဆိုတဲ့ဟာကိုမရှင်းဘူးဖြစ်နေခဲ့တယ်။သူကလေးယောက်ကိုနှစ်ပတ်အတွင်းတက်ခစ်ပြီးပြီလို့ဆိုလိုတာလား။နှစ်ပတ်အတွင်းလေးယောက်ကိုတတ်မယ်လို့ဆိုလိုတာလား။ဒီအိမ်သားတွေကိုပဲလေးယောက်ပြအောင်ထပ်ပြီးတော့လာတတ်အောင်ပါလားအဲ့လိုမျိုးမသေးကွဲဘူးပေါ့နော်ဆိုတော့ အသက်ခံရတဲ့ဖိုးကြီးရဲ့မိသားစုတွေကလည်းဘူဆွေးဝနေရတာတမျိုးကြောက်နေရတာတဖုံနဲ့အရန်ကိုစိတ်တော့ကရောက်နေခဲ့ရတယ်။အဖိုးကြီးကိုတတ်ခဲ့ပြီးတော့နေရက်အကြာအောက်တိုဘာလ23ရက်နေ့မှာ Brian ကအသက်35နှစ်အရွယ် Christopher Burgess ဆိုတဲ့သူနဲ့ convenience store ဆိုင်တစ်ခုမှာစုံခဲ့တယ်။ Christopher ကသူ့ရဲ့ motorcycle နဲ့ရောက်လာတာ။ နောက်တော့ခရစ်စတိုဖာသူ့ဆိုင်ကယ်ကိုဘရိုင်းရဲ့ truck ကပေါ်မှာတင်လိုက်ပြီးတော့သူတို့နှစ်ယောက်အတူထွက်သွားခဲ့တယ်။ဒါကိုစတိုးဆိုင်ကအယောင်စီးလေးကမြင်နေခဲ့တယ်။ခရစ်စတိုဖာကလည်းဆောက်လုပ်ရေးလုပ်ငန်းမှာအလုပ်လုပ်နေတဲ့သူတစ်ယောက်ပေါ့နော်။သူတို့နှစ်ယောက်ကားမောင်းသွားပြီးတော့တနေရာရောက်တဲ့အခါမှာခရစ်စတိုဖာကအရင်လူတစ်ယောက်လိုပဲတေးပေါက်ဖို့အတွက်ဆိုပြီးတော့ကားပေါ်ကနေဆင်းလိုက်တယ်။ ဆိုတော့ Brian ကအရင်တယောက်ကိုလိုပဲနောက်ကနေလိုက်ဆင်းလာပြီးတော့ Christopher ကိုတနတ်နဲ့အချက်ပေါင်းများစွာပစ်ပြီးတော့တတ်လိုက်တယ်။ပြီးတော့သူကသူ့ကားလေးကို AC လေးမောင်းသွားတယ်။ Christopher ရဲ့ဆိုင်ကယ်ကသူ့ရဲ့ကားပေါ်မှာပါသွားခဲ့တယ်ပေါ့နော်။ Christopher ရဲ့အလောင်းကိုလူတွေကနောက်တနေ့မှလမ်းဘေးကနေပြန်ပြီးတော့တွေ့ခဲ့ကြတယ်။အဲ့ဒီချိန်မှာရေးတွေကလည်းဒီရက်ပိုင်းဖြစ်ပျက်သွားတဲ့ဖောက်ထွင်းမှုနဲ့လူတက်မှုတွေကိုအသေးအံစုံစမ်းနေကြတာ။သူတို့ကဘာတိလာတယ်လဲဆိုတော့ အခင်းဖြစ်ပွားတဲ့နေရာတော့အနီးတစ်ဝိုက်မှာခရစ်စတိုဖာရဲ့ truck ကားကိုတွေ့တယ်ဆိုတဲ့အချက်ကသွားတူနေတယ်ဆိုတာသိလာရတယ်။ဒါကြောင့်ဒီအမှုတွေအားလုံးကလူတယောက်ထဲပဲကျွလွန်နေတယ်ဆိုတာသိလာရတယ်။မျက်မြင်သက်သေတော်များများကဒီမတင်ကာစီယာဘရန်ယန်ရဲ့ကားနံပါတ်ကိုရေးမှတ်ထားခဲ့ကြတယ်တဲ့။ဒါကြောင့်ပဲရေးတွေကလူသက်သမားဘရန်ယန်ကိုအလွယ်တကူလိုက်ပြီးတော့ဖမ်းနိုင်ခဲ့ကြတယ်။သူကမလေးရဲ့ mobile home မှာသူရှိနေတဲ့အချိန်မှာသူ့ကိုအလွယ်တကူဖမ်းနိုင်ခဲ့ကြတာ သူ့ကားထဲမှာကသူဖောက်ထွင်းခိုးယူခဲ့တဲ့ပစ္စည်းတွေနဲ့သူခိုးယူလာခဲ့တဲ့တနတ်တွေကိုလည်းရေးတွေကတင်စီရမိခဲ့တယ်။အဲ့ဒီနေ့မှာပဲသူကသူကျွလွန်ခဲ့တဲ့မြအမှုတွေအားလုံးကိုဝန်ခံခဲ့တယ်။သူကလေကြီးမိုးကြီးနဲ့ catch me if you can လို့တွေးနေစာရေးရေးထားခဲ့တဲ့အတွက်ကြောင့်ဘလောက်တော်တဲ့ကွန်းဆက်လူသက်သမများဖြစ်နေမလဲဆိုပြီးတော့စိတ်ဝင်စားနေခဲ့တာပေါ့နော် ဒါပေမဲ့နောက်ဆုံးမှာတော့နပတ်တော့မပြည့်သေးဘူးသူ့ကိုချက်ကလေးငက်ကလေးဖမ်းလို့ဖမ်းမိခဲ့တယ်။ Brian ကိုလူတက်မှုတွေနဲ့သူကျွလွန်ခဲ့တဲ့မှုတွေအတွက်တည်ရန်နေချမှတ်ခဲ့တဲ့အပြင်နောက်ထပ်အနှစ်တရာထောင်ကျခံဖို့အမိန့်ကိုပါအမိန့်ချမှတ်ခဲ့ပါတယ်။2005ခုနှစ်အောက်တိုဘာလမှာသူကထောင်ဝအရာရှိတစ်ယောက်ကိုတီလူမျိုးပါဖြစ်အောင်ရိုက်နှက်ခဲ့တဲ့အတွက်လည်းသူ့ကိုထတ်တိုးထောင်ဒဏ်နဲ့ချမှတ်ခဲ့တယ်။ပြီးတော့2023မှာလည်းလက်နက်ကိုလက်ဝေထားရှိမှုနဲ့အပြစ်ပေးခံရသေးတယ်။ သူရှိနေတွေကသူလူတတ်မှုကျွလွန်တဲ့အချိန်မှာဘရန်ကသူငေဘုံကလိန်အကျန်းဖက်တာကိုခုပ်လုပ်ဖို့အတွက်ပေါ့နော်ဟိုကြော်လွားနိုင်ဖို့အတွက်ပေါ့ ဘယ်လိုပြောမလဲစိတ်ဖြည့်နိုင်ဖို့အတွက်ပေါ့နော်သူကဒီမက်တာဖက်တမင်းနဲ့ဆေးချောက်တွေကိုအလွန်ကြုံသုံးဆွဲထားခဲ့လို့လုံမိတာပါဆိုပြီးတော့တက်ညာပေးဖို့ရှောက်လေးခဲ့ကြတယ်သူကဒီလူတက်မှုမကျွလွန်ခင်မှာပေါ့ဒီအသက်20ကျော်အစနော်စွန်းစားအရွယ်လေးပဲဖြစ်သေးတယ်ဘရိုင်ယန်ကသူ့ငယ်ဘဝတုန်းကခံခဲ့ရတဲ့လင်းအကျန်းဖက်မှုတွေက သူ့စိတ်ကိုအမြဲတမ်းချောက်လန့်နေတာခံရတယ်တဲ့ငငေတော့ဆွေမျိုးထဲကအမျိုးသားကြီးတွေနဲ့အိမ်ကြီးချင်းအမျိုးသားကြီးတွေကသူ့ကိုလိန်အကျန်းဖက်ခဲ့တာကိုသူကခံခဲ့ရတာ သူကအဲ့ဒီကလေးက trauma တွေရပြီးတော့အဲ့ဒီနာကျင်ခြင်းတွေပိုက်ပြီးတော့ကြိုးစားအသက်ရှင်နေခဲ့ရတယ်တဲ့ဒီ trauma တွေပျောက်ဖို့လဲသူ့မှာကုစားဖို့ပေါ့နော်အဲ့လိုမျိုးအခြေအနေမပေးခဲ့ဘူးဒီလိုမျိုးလူသက်မှုတွေမကျူးလွန်ခင်လအနေငယ်လောက်ကနေစပြီးတော့သူကအဲ့ဒီလိုမျိုးလိင်အကျန်းဖက်စော်ကားခံခဲ့ရတာတွေကိုမေ့ပျောက်ဖို့အတွက်အဲ့ဒီ trauma တွေတက်တာဖို့အတွက်ဆိုပြီးတော့မူရစ်ဆေးတွေစပြီးတော့သုံးခဲ့တယ်ပြီးတော့ နောက်တစ်ချက်ကသူ့အမေကသူ့ကိုကိုဝန်ဆောင်ထားတဲ့အချိန်မှာမူရစေးအလွန်အကျွံတုံးဆွဲနေတာမို့လို့သူ့အုံနောက်လည်းထိခိုက်မိတာမျိုးဖြစ်နိုင်တယ်ဆိုပြီးတော့ရှေ့နေရပြောခဲ့ကြတယ်။ဒါပေမဲ့တရားရုံးတွေကအဲ့ဒီချက်တွေကိုထည့်မစင်စားပေးဘူးပယ်ချခဲ့တယ်။ငေဘွားကဒီလိုမျိုးခံခဲ့ရတယ်ဆိုပေမဲ့သူကျွလွန်ခဲ့တဲ့အမှုတွေကသူ့ကိုယ်တိုင်စိတ်လိုလက်ရကျွလွန်ခဲ့တယ်ဆိုတာထင်ရှားခဲ့တဲ့အတွက်ကြောင့်သူ့ကိုတည်တံ့ချမှတ်ခဲ့ကြတာ။ Brian ရဲ့အိမ်ရှင်နဲ့လို့ဖော်ကင်ဖက်တွေကဒီလိုမျိုးတိရတော့အယံကိုအောင်းအောခဲ့ကြတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့တိထားတဲ့ Brian ဆိုတဲ့လူကအယံကို nice ဖြစ်တဲ့လူတယောက်လူကောင်းတယောက်လို့ပဲသူတို့ကတိထားကြတာကိုဆိုတော့ဒီသတင်းကိုကြားတော့သူတို့အယံ shock ဖြစ်သွားကြတယ်။သူ့ကိုတေးတန်ချခဲ့ပြီးတော့အနည်း20လောက်ကြာပြီးတဲ့အချိန်ပေါ့နော်။အယူခံအဆင့်ဆင့်ပေးချခံရပြီးတဲ့နောက်မှာ 2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့လွန်ခဲ့တဲ့အပတ်တောက်ကြနေမှာသူ့ကိုအမေရိကန်နိုင်ငံ South Carolina မှာအတည်တံစီရင်လိုက်ကြတယ်တေဆုံးချိန်မှာသူ့ရဲ့အသက်က44နှစ်ပဲရှိသေးတယ်။သူကမသေးခင်မှာဘာစကားမှမပြောသွားဘူး။သူများလိုနောက်ဆုံးမှာတာတွေပြောတာတောင်းပန်တာတွေဘာမှသူကမလုပ်ထားဘူး။သူ့ကိုစီရင်တာကိုတစ်ဖက်မှန်ခန်းကနေကြည့်နေတာ၁၀ယောက်လောက်ရှိတယ်ပေါ့နော်။အဲ့ဒီလူတွေစီကိုသူကမျိုးလုံးတစ်ချက်ပဲဝေ့ကြည့်ခဲ့တယ်တဲ့။ဒီနေရာမှာကျမတိလာရတဲ့အစ်စ်တစ်ခုရှိတယ်။ သူ့ကိုမစီရင်ခင်မှာသူကဘလို့ပုံစံမျိုးနဲ့စီရင်စီချင်တယ်လဲဆိုတာရွေးချယ်ခွင့်ရှိတယ်တဲ့ဒီ South Carolina ပြည်နယ်မှာကတေးတန်ကို၃မျိုးနဲ့စီရင်ကြတယ်တေးတန်စီရင်ခံရမဲ့သူကအဲ့ဒီထဲကနေသူနှစ်သက်ရောင်ရွေးချယ်လို့ရတယ် Brian ကိုလည်းရွေးချယ်စရာ၃ခုပေးခဲ့ကြတယ်နံပါတ်၁ကတော့ဒီ Firing Squad ပေါ့နော် တနတ်နဲ့လားပေါ့နံပါတ်2ကကြတော့ electric chair လက်စစ်ထိုင်ခုံနဲ့လားနံပါတ်3ကကြတော့ဒီ lethal injection ပေါ့ဆေးထိုးတတ်တာဒီ3မျိုးထဲက3မျိုးရွေးချယ်ခွင့်ရှိတယ် Brian က firing squad ကိုရွေးလိုက်တယ်တဲ့တကယ်တမ်းမှာတော့ number 3အတွက်เนาะဒီ leather injection လုပ်ဖို့အတွက်ကိုဆေးကုန်နေတာကြောင့်လဲသူ့မှာရွေးချယ်စရာနှစ်ခုပဲရှိခဲ့တယ် အဲ့ထဲကနေသူက firing squad ကိုရွေးတာဒီတေရန်စီရင်ခံရမဲ့သူတွေက firing squad ကိုဘာလို့ရွေးကြသလဲဆိုတော့အဲ့ဒါကအသက်ထွက်တာမြန်တယ်ဆိုတော့နာကျင်မှုကိုသိမခံစားရဘူးအမအယွန်းလည်းနဲတယ်ပေါ့နော်ဒါကြောင့်မလို့သူတို့ကဒီ firing squad ကိုရွေးချယ်ကြတယ်။အမယွန်းနေတယ်ဆိုတာကဘာကြောင့်လဲဆိုတော့ဒီပုံဆောင်ကိုနည်းနည်းပြောပြမယ်နော်။ဒီတည်တံစီရင်ခံရမဲ့သူကို အဲ့သူတို့ကခုံတစ်ခုမှတေးချာချီထားတယ်မလှုံနိုင်အောင်ပေါ့နော်ပြီးတော့ထူးလေးကျင့်ထားတဲ့အရာရှိ၃ယောက်ကအဲ့ဒီတေးတန်စီရင်တဲ့အခန်းနံရံကိုကြောပေးရထားပြီးတော့ဒီသူ့ကိုမျက်နှာမူထားတာပေါ့နော်ဒီတေးတန်စီရင်ခံရမဲ့သူရဲ့နှလုံးကိုတနတ်နဲ့သူကတစ်တစ်ချိန်ထားကြတာအဲ့ဒီလူ၃ယောက်ဂိုင်ထားတဲ့တနတ်၃လက်မှာတနတ်၄လက်မှာပဲကြီအစ်စ်ထွက်တယ်တလက်ကတော့အတံပဲထွက်တယ်ဘေးအလက်ဖြစ်မလဲဆိုတော့သူတို့ဘယ်သူမှမသိဘူး ပစ်ဆိုတာနဲ့၃ယောက်စလုံးတပြိုင်တည်းဒီနှလုံးတက်တဲ့ကိုပြစ်ရတာဆိုတော့အမားရွံ့နေပြီးတော့အသက်ချက်ချင်းထွက်ဖို့အတွက်ဒီနီလန်းကိုရွေးချယ်ကြတာတနတ်၃လက်မှာဘာလို့နှစ်လက်ပဲကြီးအစ်စ်ထည့်ထားသလဲဆိုတော့ပြစ်မဲ့သူရဲ့ခံစားချက်တွေကိုစိတ်သက်သာရာရအောင်ပေါ့နော်ငါပြစ်တဲ့ကြီးနဲ့ဟုတ်ချင်မှဟုတ်မှာပါဆိုတော့ခံစားချက်နဲ့ပေါ့နော်သူတို့လူတက်ခဲ့တယ်ဆိုတော့စိတ်ဖြစ်စည်းမှုမရှိအောင်လုပ်ထားပေးတာသူတို့ကိုယ်တိုင်ဘေးတနတ်ကကြီးအစ်စ်လဲဆိုတာမသိရအောင်ပေါ့နော် Brian ကလည်းဒီလိုမျိုးအသက်ထွက်တာမြန်ပြီးတော့နာကျင်တာတက်တာတဲ့အတွက်ကြောင့်မလို့ထင်ပါတယ်သူက firing squad ကိုရွေးချယ်ခဲ့တယ် South Carolina မှာကတီတံကိုပြန်ကျင့်သုံးခဲ့တာဒီ2024ရမှာပြန်စပြီးကျင့်သုံးတယ် Brian ကတတိယမြောက်ဒီ firing squad နီလန်းကိုရွေးချယ်ခဲ့တဲ့သူတဲ့ အကင်၍များတည်တံစီရင်ခံရမဲ့သူကနော်အဟောဘေနီလာနဲ့ရွေးရမလဲမသိတော့ဘူးဆိုပြသွားတယ်ဆိုပါစို့မဆုံးဖြတ်နိုင်တော့ဘူးဆိုရင်အဲနိုင်ငံတော်ကလက်စစ်ထိုင်ခုံနဲ့စီရင်ဖို့ဆိုပြီးတော့ဆုံးဖြတ်ချက်ချပေးတယ်တဲ့ တကယ်တော့ဒီ case အကြောင်းကိုကျွန်မလေ့လာတဲ့အချိန်မှာဒီ brand ကျူးလွန်တဲ့ပုံစံနဲ့အဖန်ခံရတဲ့ပုံစံသိပ်ပြီးတော့စိတ်ဝင်စားစရာမရှိဘူး။ဒါပေမဲ့သူ့ကိုအခုလိုမျိုးတည်တန်းစီရင်တဲ့အချိန်မှာဒီရွေးချယ်ပိုင်ခွင့်၃မျိုးထက်ရွေးခိုင်းနေဆိုတာလေးကကျွန်မအတွက်အတင်မလို့မိတ်ဆွေတို့ချို့လည်းစိတ်ဝင်စားမယ်ထင်လို့ဒါလေးကိုကျွန်မလုပ်ဖို့ဆုံးဖြတ်လိုက်တာပါ။ဗီဒီယိုလေးကတော့တူတူလေးပဲပေါ့နော်။အဆုံးထိနားထောင်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။ Rocket Story ချလာရေးကျုပ်ချန်တော်ကနေပြီးတော့အခုလိုမျိုးစိတ်ဝင်စားစရာမခင်တဲ့တင်းတွေကိုဆက်လက်ရှာဖွေပြီးတော့ recap လုပ်တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့် Rocket Story ချလာရေးကျုပ်ချန်တော်ကို like and subscribe မလို့ရသေးဘူးဆိုရင်ကျေးဇူးပြုပြီးတော့လုပ်ပေးခဲ့ပါအောင်နော်ပြီးတော့ကျွန်မအစ်တင်လိုက်တိုင်းမိတ်ဆွေတို့စီမှ notification တက်အောင်လုပ်ပေါ့နော်သိရအောင်လို့ဒီခေါင်းလောင်းပုံလေးကိုလည်းကျေးဇူးပြုပြီးတော့နှိပ်ပေးခဲ့ပါအောင်လို့အားလုံးကိုကျေးဇူးတင်ပါတယ် nào video mà biến đổi mẹ nó. Bye bye.